က်လိုက်ရင်သခိုင်းသာနိုင်ွားလို့ကတော့ဒီပွဲကစောက်ရမ်းလှတဲ့ပွဲနင်တို့190နိုင်လာတယ်ဆိုတာလေဟိုမင်းအောင်လည်းနင်တို့တက်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တန်းအပါဝင်တဲ့တန်းထူးတဲ့တန်းကောင်းတဲ့တန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဒီကောင်မနဲ့အင်းတွေဝင်နေဆက်ဆက်နေတော့ဒီမရှင်နာမည်ပေးတာမှစာမဆာလာခေကနာမည်တွေနော်ဟိုဒီဟိုဟိုနာအဖာတို့နာဝတာတို့ခေကနာမည်တွေမဟုတ်ဘူးနော်အဲ့ဒီနန်းထိုင်အောင် project တို့နောက်တစ်ခုရှိသေးတယ်နောက်နောက်နောက်နာမည်တစ်ခုရှိသေးတယ်အဲ့ဒီနာမည်ဆိုတာလေဒီ မင်းမင်းအောင်လိုင်ခင်မှာစတေးအုပ်ပြည်သူချရတာရှိတယ်။နောက်ဟိုဟိုဘက်မှာရခိုင်နဲ့အာချင်းနဲ့ကြားထဲမှာသူတို့အဲ့တုန်းကမရှင်တွေရှိတယ်။အဲ့မရှင်တွေရဲ့နာမည်တွေပေးတာ။ဆိုတော့ဒါဒီကောင်မရဲ့ကျိုးကင်ထဲမှာဒီနေဝင်းရဲ့မြီးတော်ကပါပြီးသားမင်္ဂလာပါမင်္ဂလာပါအဲ့တော့ဒီသူတို့ project နာမည်ကဆာမဆလဆန်โอเค အဲ့လောက်ဆိုသဘောပေါက်ကြမဆလာဆန်နဲ့အဲ့လိုလူမျိုးကိုသူတို့ရဲ့ lobby ခန့်ထားပြီးတော့ဟိုအဲ့ကောင်ကပြောသမျှတွေလိုက်လုံနေတယ်ပြီးတော့တချို့ mission နေဆိုရင်ကလေးတွေကလှုပ်ချင်ပေမဲ့သူတို့သွားပြီးတော့မတင်ပြရဘူး MOD သိရင်တခါလေအဲ့ mission ကပြတ်ကောဟိုတနေ့ကဆိုရင်အဲဘိုးတိုင်းမှာဖြစ်သွားတဲ့ကိစ္စတိုက်ပြီးတော့နိုင်ပြီးွားပြီကျမနာမည်မတ်တဲ့နာမည်မှာနာမည်နာမည်မှတ်တဲ့မမ်မိုရီရရန်ဟွာဖြစ်လို့ ကျွန်မတောင်းပန်ပါတယ်ဟိုတလောဝနေ့ရပဲဖြစ်သွားတယ်ပကိုးမှာမရှင်ပြီးွားပြီပြီးွားပြီးတော့ပြီးွားရင်ပြန်ဆုတ်ပါဘူးရှင်ဒါကြောင့်ကရင်ကထိုးမလာတာလို့ပြောပါတယ်ကရင်ကလူကြီးတွေတက်မှခုနှစ်ကလူကြီးတွေပြောကရင်ကဘာဖြစ်လို့ဆက်မထိုးလာလဲဆိုအုတ်ချုပ်ရေးနယ်မြေရဖို့ပို့ရေးကြီးတယ်နော်အုတ်ချုပ်ရေးနယ်မြေရဖို့ပို့ရေးကြီးရရခိုင်တက်တော်မှာကြတော့ကျိတ်ကြီးကကျိတ်ပြီးတော့အုတ်ချုပ်မဲ့လူပါအစင်းနဲ့မွေးထားတာ သူတို့နိုင်ပြီးသားမြေမှာနောက်ကအုတ်ချုပ်ရေးလူတာလိုက်လာမိန်ကလေးတွေနော်ဒါယောက်ျားလေးမဟုတ်တော့ဘူးဒါအကြီးဝါပြီသူတို့ရဲ့မစ်ရှင်တွေကဘလောက်အောင်မြင်လဲဆိုဒီမြို့တွေတိမ်းပြီးဝါပြီဆိုတန်တွဲမြို့ဆိုရင်တန်တွဲမြို့ကဒီအေးအေးနိုင်အေးအေးနိုင်ဝါပြီဆိုမိန်ကလေးယောက်ျားလေးကတကယ် fit ဖြစ်ပြီးသားဒါအေးအေးမှာ training စင်းသားတဲ့မိန်းမတွေလည်းရှင်နေမဟုတ်တော့ကျမကအရွယ်ငယ်ငယ်လေးဆို25နှစ်ဆိုကျမအေးအေးတက်တယ်ရောက်သွားပြီတေးကြတယ်ကျမကဗမာကရင်မပဲမှာ ေးအေးတတ်တော်မှာစင်းရဲစုပ်ပြတ်ပါစေကျမ training သွားစင်းမလိုက်ပါစင်းပြီးကျမရရတာဝန်ယူမှာမိန်းကလေးကိုတော့သူတို့ရှေ့တန်းမထိုးခိုင်းဘူးရှင့်အဲ့တော့ဒီမျိုးတွေဒီမျိုးတွေသိပြီးသွား ပြီအန်းတို့တန်တွဲတို့သိပြီးသွားပြီဆိုရင်ဒီနောက်မှာအုတ်ချုပ်ရဲပါလာတယ်ဒါကြောင့်တခြားနေရာတွေဝင်သိပြီးသွားတိုင်းသူတို့ကဝါဖို့ပဲဒီ line ပေါ်မှာဒီသူတို့ရဲ့ media တွေဖြစ်တဲ့ဟာဘယ်နာမတိမ့်လိုက်ပြီဘယ်နာတိမ့်တာမရဘူးတိတ်ဒီလိုတိုက်ပြီးတော့တိုက်ပြီးတော့ပြန်ဆုတ်သွားလို့မရဘူးပြန်ဆုတ်သွားမြို့နာမှာ မေလူကလာပြီးတော့ပြစ်မှာဒီကောင်ဒီဒီနေရာကိုဒါဟိုကိုကနှက်နေရမှာတခါခံမှုွားပြီဆိုရင်ဒါတင်ကန်းစာလို့ခေါ်တယ်သူမင်းအောင်လည်းရတယ်ကိုကိုတင်ကန်းစာပေးပါတယ်ကိုကြီးပဲဟိုခံနေရတာတော့မဟုတ်ပြည်သူခံရတာဟုတ်တယ်မလားကိုကလက်နက်ကင်ဖြစ်သွားပြီဒါရှင်းရှင်းပြောရင်အခုလောကာလမှာကိုကလက်နက်ကင်ဖြစ်သွားပြီလက်နက်ကင်နိုင်ကိုကဟီးရိုးမဖြစ်နိုင်သေးဘူးပြည်သူမနာအောင်လုပ်မှဟီးရိုးဖြစ်တာဒါကျွန်မ point point ပြနေတာတော့ကျွန်မပြည်သူမထိနဲ့ ဤသူကိုနစ်နာအောင်လုပ်တဲ့လူဆိုရင်တော့ဒါနေ့မှနေမေလိုတက်ကပဲဖြစ်ဖြစ်ဒီဘက်ကလက်နက်ကင်တွေပဲကျမတို့ကာဝယ်ရေးတက်လို့ပဲပြောထားတဲ့လူတွေပဲဖြစ်ဖြစ်နင်းတို့အတော့မကြသေးဘူးပဲရွှေကြီးမဟုတ်ဘူးတာရဲ့အဲ့မှာဆေးမှုပါကြာသွားဟိုတနေ့ရပဲ KNU နဲ့ KNL နဲ့ခြားတဲ့နေရာမှာဝင်တိုက်ပြီးွားပြီးတိုက်ပြီးပြန်ဆုတ်တော့ဝင်တိုက်ပြီးပြန်ဆုတ်တဲ့ခါကျတော့ဆေးမှုကြံခဲ့ဆေးမှုတက်က ဒိုင်ရန်ရတဲ့လူနဲ့စေးမှုနဲ့တွဲပြီးကြံနေမှာပဲစေးမှုဆိုတာကတော့ဟိုအားနေတဲ့ခါကျရင်ရွာတွေမှာသွားပြီးတော့သွေးတိုင်းတာတို့ဟိုဖလူဖြစ်တာတို့လိုက်ကူမှာပေါ့စစ်ဖြစ်ပြီးသွားတဲ့နေရာမှာစေးမှုဆိုတာဟိုဟာလုံးအောင်မှာပဲအဲ့စေးမှုနေရာပလုံးဆိုလာလိုက်တာမဆွေစေးမှုဆိုတာတိတ်ဟိုလူတစ်ထောင်မှာစေးမှုတယောက်ရဖို့မလွယ်ဘူးကြော်ဆန်ကိုေးသွားအောင်အဲ့တော့တိုက်တယ်ဆိုရင်အနောက်ကနေပြီးတော့ဒီလိုနောက်ကနေအခုဒါကြောင့်မ ాయి ပြောတာ ဒီလွတ်မြောက်နယ်မြေကနေစစ်ဥပဒေမထမ်းမနေရကလေးများတကယ်လို့သားတို့သမီးတို့ဒီ PDF တဲကိုချိတ်ဆက်မယ်ဆိုရင်တွားပါ သူတို့ကသားတို့ဟိုလိုပေါ့နော်ဟို AAC တွားရင်တော့ပိုကောင်းတာပေါ့လေ AA နဲ့ချိတ်ဆက်နေတဲ့တက်တွေကိုတွားရင်ပိုကောင်းတယ်ဘာလို့ဆိုသားတို့သမီးတို့ရဲ့ပညာရေးရောကျန်းမာရေးရောအများကြီးလိုအပ်တယ်ဘာလို့ဒီနောက်မှာဒီ AA ကလုံခြုံစိတ်ချတဲ့နေရာကြာရင်နောက်ကဟိုဟာအုပ်ချုပ်ရေးကလိုက်လာတာဟို့ ဲ့လိုမျိုးမှဒါနိုင်တယ်လို့ခေါ်တာကိုထိန်းချုပ်နယ်မြေရှိသွားမှနိုင်တယ်လို့ခေါ်တာ90ရာခိုင်နှုန်းတွေမှာလူလူကြအောင်ဟိုတနေ့ကဒီနယူးယောက်မှာဟိုကရင်ဆရာမเนาะအစတာဘာလည်းမသိတော့ပါကျွန်မနာမည်မေ့တယ်မွားကြီးသိရမလားကရင်ဝင်ကြီးလူအဲလူအခွင့်ရေးနဲ့အမျိုးသမီးရေးရာနဲ့ကလေးဆိုတဲ့အစိဟိုဒါဟို ဣတင်သာမောင်ရဲ့ပထမဝင်ကြီးပေါ့ဣတင်သာမောင်ကဒုတိယဝင်ကြီးအဲ့တော့အဲ့အမျိုးသမီးပြောရတာ80ရာခိုင်နှုန်းနိုင်သွားပြီဆိုတော့80ရာခိုင်နှုန်းဆိုတာတော့မထိနဲ့ကြာဝိုင်းကြိုက်တာအသေးဝိုင်းစော်တာတို့ခွေးအားတွေဟိုအာဖရိကန်ကခွေးအားတွေလို့ပဲသိရမလားတကောင်ထီးရာနဲ့အဲ့ခွေးအားတွေအကုန်လုံးဝိုင်းကြိုက်တယ်လို့ပဲသိလားအဲ့တော့အစိမ့်နေရပထမသူတို့ကြောက်ကြောက်နဲ့ကြည်နေသေးတယ်နော်ဟိုဆရာသမားကဆအကုန်လုံးကကြောက်ကြောက်နဲ့ကြည်နေသေးတယ်သူတို့ 交际彪嘛，对唔啦？啊，整条路啊，把皮白，伢皮白，都路嘞，扫都唔见嘞，过来，哇，皮高，哎嘛，没有来呀？都都来了，都把都沙泡了。你你讲嘞，今物路扫子呢？叫招呢子呢啦？啊，我走路难么是干盖都着了又胖半边呢，少有啊身呢，过来嘛是嘞，过膝盖呢嘛是嘞。 ဝါတဝါတို့ပြူလို့တော့နင်တို့မရှင်းနိုင်သေးရင်စစ်တပ်ကိုဒီတကယ် training ပေးတဲ့စစ်တပ်ကိုဘယ်လိုရှင်းမှာလဲအဲ့ရ local တွေကစတော့အမကြီးပြောရဲတယ်နော်နင်တို့ငါတို့ငါတို့ဒီဘိုမိုက်ကယ်ကြားမဲလေးဆိုရင်သူ့နာကတီရာယူမွန်ဆိုတဲ့ကောင်မဟုတ်ဘုံဘုံပြီးွားပြီသိရမလားဒါမျိုးဖြစ်နေရမယ်လေကိုက local ဆိုရင်စစ်တပ်ကြီးလာရင်ကျမတို့မအမြဲအမြဲကျမတို့တခါတော့အဲ့ ဲ့ရအဲ့ရငွေကင်ပေါ့နော်ထောက်ဖို့လိုကောင်းပါလေးမျိုးအမြဲတမ်းငိုနေရပဲအမြဲတမ်းဒဏ်ရာလေးနဲ့ကျွန်မဒဏ်ရာဘလဘွားနဲ့လာမပြနဲ့ဒတိုင်းတီဗီလုံးဘုစမန်ပေးနေရနှစ်တနေရာထဲမှာကြားချေရကွက်ဖားချေရကွက်တွေဟိုဆိုရီနွားချေရကွက်တွေအဲ့လိုအို့လိုငါးတယောက်တည်းခံနေရတယ်ဆိုတော့ပုံမျိုးနဲ့လေကဲပါယူပါပဲလုံနေလို့မရဘူးကဲပါယူပါပဲလုံနေလို့မရဘူးစကိုင်းဆိုတာတကယ် ဟိုစကိုင်းသားတွေစကိုင်းသားတွေတကယ်ဟို strong ဖြစ်ပါတယ်ဒါကြာအညာသား short တွက်လို့ရတဲ့လူတွေမှာမဟုတ်ပါဘူးဒါပေမဲ့သူတို့သွားလှုပ်လိုက်တဲ့အထာဘာလဲဆိုတော့စကိုင်းမှာဘာလဲဆိုတော့ဟိုတနက်ကိုင်းနဲ့ဘယင်တွေများလာတဲ့သူတို့မျိုးဖြစ်သွားတယ်နော်ဘယင်တွေများသွားတာပဲဖြစ်သွားတယ်ငါတက်ထောင်လာတာငါဘာလုပ်ခဲ့တာငါဘာလုပ်ခဲ့တာဆိုဒါမျိုးကြီးတွေဖြစ်သွားတယ်အဲ့လိုမျိုးမဖြစ်အောင်လို့စောစောတွေကညီကိုတို့လာလာလာ ငါတို့ဘာလုံးကြမယ်ဘာလုံးကြမယ်ဆိုတော့သူတို့မှာဘော်ဒါကဏ္ဍမရှိဘူးတဲ့။ဟုတ်ပါတယ်ဂျီမွန်တို့ဆိုတာလေလူငယ်အရွယ်ရောက်တဲ့အချိန်မှာထောင်ထဲရောက်နေဆိုတော့လက်ဖက်ရည်ရဲ့လက်ဖက်ရည်ဝိုင်းရဲ့အထာမသိဘူး။လက်ဖက်ရည်ဝိုင်းရဲ့အထာမသိဘူး။နိုင်ငံရေးသမားဒီရစိတ်တက်ပဲတည်ရအပွားကြီးကလည်းပါဝါရှိခဲ့တယ်ငါတို့အနီဆိုရင်လူတွေကချစ်တယ်ဆိုပြီးတော့ဒါနဲ့ပဲမျောလိုက်ပြီးတော့ပါဝါလာယူတာเนาะ နင်တို့အမေတောင်ဆန်းစုကြည်ခေတ်ကလည်းနင်တို့တွေအောင်မြင်တဲ့လူနှစ်ယောက်လည်းမဟုတ်ဘူးသူတို့ချီလပိတ်လောက်ထားတာစတီထောင်တဲ့လူကအောင်ကြည်ညွတ်မှာဆိုမှတော့ဒီတက်ဒီဖွဲ့ရမလွယ်ဘူးသူတို့လည်းဟိုကောင်အချောင်းနဲ့မင်းအောင်လဲလဲအမှန်တမ်းပြောရကြောက်ကြောက်နဲ့ကြည်နေတာတရုတ်ကလည်းငါတို့ဘယ်သူနဲ့ပူပောင်းရမလဲဆိုထိုင်ကြည်နေတာဒီဒီစောက်စားချင်းပွဲမှာတော့ဂျိုးဘိုင်ဒင်ခေတ်မှာနေရအချိန်ကောင်းနေเนาะ time and tide တော့အဲ့ အချိန်နဲ့ဒီရေကလူကိုမဆောင်ဘူးဒါကြောင့်အချိန်နဲ့တပြေးညီတီးတဲ့လူတွေပဲတာကျမတော့အားပေးပါမယ် KIA နဲ့ AA နဲ့ပြီးကျမတို့တိုင်းပြည်ကိုဟိုပန်ဘိုးသူတို့ပန်ဘိုးရမှာပဲမပန်ဒီလူတွေဒီအုပ်ချုပ်ရေးပါပညာသားပါပါနဲ့လာတာနော်ဒီသူတို့ပြန်ပြီးတော့ဒီအပေါ်မှာဗမော်တို့ဘာလို့ပြန်တက်ရခတ်တယ်ဆိုတာကနေကန်နေတော့မဟုတ်ဘူးသူတို့ကအဲ့ရထွက်တဲ့ ဒီမြေရှားတို့ဘာရှားတို့သူတို့မပေးကျင်ဘူးမပေးကျင်တော့သူတို့ကလည်းအပကုံတိုက်မှာပဲဒီစစ်ကောင်စီကလည်းเนาะစစ်ကောင်စီခေါ်လို့ငါ့ကိုဟိုအားမဖြစ်နိုင်အောင်ငါငါကငါကြည့်ရှုသူတွေမှာလူသူတော်ကောင်းလူကြီးတွေပါလို့ငါရှော့ရှော့ပေါ့ပေါ့ဆဲတာရက်ထားတာငါတီတီငိမ့်ငိမ့်ပြောနေတာအဲအကြောင်းမို့ အမစာလေကျမစာဖတ်လို့မရအောင်ကျမကယူနီကုတ်နဲ့ဆိုတော့ဦးတနေ့ကတက်မှုတွေစီစီသူတက်မှုတွေဟိုပွဲသိမ့်ပွဲเนาะသူတို့ဟိုဟာကလေးတွေကိုခေါ်ပြီးတော့မိုးမှန်ပေါ့เนาะမိုးမှန်တင်တန်းလုပ်တယ်အဲ့မိုးမှန်ဟုတ်တယ်တိတ်မဆဲကျင်တော့ဘမောနိုင်သွားပြီရှင်တော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 ်တိုက်ရနှစ်လလောက်တိုက်ရအဲ့တော့ ဒီဒီအဲကြောင့်ကျမပြောရမှာဟိုတည်းပုံပုံပွဲမှာသွားပြောဟာလို့အဲ့ဒါဆိုရင်လို့ဟိုဒေါက်တာဆာဆာလေရင်ဝင်းရှိရင်ရန်ကုန်ရန်ကုန်တိုက်မယ်ပေါ့လေရန်ကုန်တိုက်လို့လေရင်ဝင်းရှိရင်ပစ္စည်းတွေရမယ်ဆိုတော့ကျမပြောတယ်အဲ့ဒီကပုံပုံလို့ဘမောလေရင်ဝင်းတွေဘာမရှိဘူးလားကချင်ပြည်နယ်မှာလေရင်ဝင်းဘယ်နှခုရှိလဲလို့အဲ့ဒီလေရင်ဝင်းတွေကိုဝင်သိမ်းပြီးလေရင်ဝင်းတွေလို့ဒေါက်တာဆာဆာငှားလိုက်ပါလားအဲ့မှာလေ လာကြည့်နေကချင်နေမခင်ဘာပြောသလားမာကြီးရမလုံးပါမာကြီးရမလုံးပါနဲ့အဲ့လေငိုလာတီဝောင်းမယ်ရှင်းရှင်းပြောတယ်ကျမပြောရှင်းရှင်းလေကျမတို့ရေပိုင်နဲ့ရှိပြီလေကွာ ရေပိုင်နဲ့ရှိပြီလေကွာအဲ think about တယ်ဒီဒီဒီနေရာတွေကနေကျမတို့အရင်တော့ဆိုရင်တော့ကိုယ်မှာရေရေပိုင်နဲ့မရှိဘူးเนาะနောက်တစ်ခုကချင်နိုင်ွားတဲ့နေရာတွေဆိုဟိုဘက်တရုတ်ပြည်ထွက်ပေါက်ရှိတယ်ကွာသိရမလားဒီဘက်မှာလည်း ဒီကရင်ကြီးကိုတွေရှိတဲ့နေရာမှာလဲဒီအပေါက်တွေအများကြီးอ่ะကရင်ကြီးကိုတွေနေကြာနေကြာမှာစောင့်နေရပဲကွာသူတို့လောက်တက်တယ်ဆိုရင်အာငါတို့ထဲမှာစီးပွားရေး advisor မရှိကြဘူးလားနင်တို့ငါတော့ငါလိုရိုးရိုးဟိုရုံးရုံးဝင်တန်းနင်တို့ထဲမှာလဲဘာမှထိထိရောက်ရောက်လဲမပေါ့အမြင်အပေါ်ကနေခြုံပြီးကြီးလိုက်ရင်တော့နင်တို့မှာထွက်ပေါက်တွေတပုံကြီးရှိနေပြီအခုဒီနေမြေ80တော့မရှိပါဘူးသူတို့ရှောက်ပြောနေတယ်